ယနေ့ဒေါတာပတ္တလယိဝဒသုကောင်းသာအကမ္မသတ္တမသုတိကတဇာနှင့်တပိဒ ਾਇ ကဒိကများကနိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်တို့လာရောက်ပြီးပြုစင်ပြုထိုက်တဲ့သာသနာတွင်ကုသိုလ်ဒူးကြီးများကိုစီးပူးပြေလို့အာထုတ်နေကြတာဖြစ်ပါတယ်အဲဒီအတွက်အလူရှင်များကိုဘုန်းကြီးကအနှစ်ဖြစ်အလှဆင်ဘဝခရီးနှင်းဒီခေါင်းစဉ်လေးနဲ့ နုမောဒနာတရားဟောကြားမှာဖြစ်ပါတယ်လူတိုင်းလူတိုင်းကအလှတရားကိုကြားကြတာကြည့်ပါအလှအပဘဝလှဖို့အတွက်အလှဆင်းနေကြနေနေညာညာလှဆင်းနေကြဒါတော့နံပါတ်နားလဲရမှာကနံပါတ်1ဘဝဆိုတာဘာလဲပဲဘဝဆိုတာဘဝတိတိဘဝဆိုဆိုတဲ့တရားတော်အရာ ဘဝဖြစ်ပေါ်လာတာကိုဘဝဆိုတာဘာဖြစ်ပေါ်လာလို့ဘဝခေါ်တယ်လဲဆိုရင်ယုံနဲ့နာနဲ့ပေါင်းစပ်ပြီးဖြစ်ပေါ်လာတာကိုဘဝလို့ခေါ်ပါတယ်ဒါကြောင့်မို့ဘဝတစ်ခုထုတ်လိုက်တဲ့အခါမှာယုံနဲ့နာနဲ့ဒီနှစ်ပါးပဲတွေ့ရမှာဖြစ်ပါတယ်ဒါတော့အဲ့ဒီဘဝဟာအဓိကနေရာကယူနေတာကယုံနဲ့နာတာ ဒါပေမဲ့လို့အဲ့ဒီယုံနဲ့ယုံနဲ့နာနဲ့တည်တတ်ဖို့အတွက်ဥစ္စာဒဏ်လည်းလိုအပ်တယ်။ယုံနဲ့နာနဲ့တည်တတ်ဖို့ရဥစ္စာဒဏ်မရှိရင်ဒီယုံနဲ့ယုံနဲ့နှစ်ဖြာကကြာရှည်မတည်တတ်နိုင်ဘူး။ဒါတော့ယုံနဲ့ကိုတည်တတ်စေချောင်းဖြစ်တဲ့အဲ့ဒီဥစ္စာဒဏ်လူကိုလည်းပဲဘဝလို့ပဲခေါ်ရမှာဖြစ်ပါလေ။ချုပ်လိုက်တော့ဘဝဆိုတာမိမိရဲ့အသက် ိုလည်းဘဝလို့ခေါ်တယ်ရုပ်ခန္ဓာကိုလည်းပဲဘဝလို့ခေါ်တယ်ဥစ္စာတဏကိုလည်းပဲဘဝလို့ခေါ်တယ်အဲ့ဒီဘဝ၃ခုစလုံးကတကယ်တကယ်ကျတော့အနိစ္စတရားနဲ့လွှမ်းချုပ်ထားတဲ့အတွက်ကြောင့်အနှစ်သာရမဲ့တဲ့အရာတွေကြီးပဲအဲအနှစ်သာရမဲ့တာကိုအနှစ်သာရရှိအောင်မိမိတို့ကဆင်ပေးရမှာဖြစ်ပါတယ်ကဲဆိုပါတော့မိမိတို့ကစုဆောင်းထားတဲ့ဥစ္စာတဏတွေ လုံလဝူရိယအပင်ပန်းခံပြီးတော့ကြိုးစားအားထုတ်လာလို့ကြိုးစားအားထုတ်လို့ရရှိလာတဲ့စီစဉ်ဥစ္စာတွေဒီစီစဉ်ဥစ္စာတွေဟာတကယ်တကယ်ကျတော့အချိန်တန်တဲ့အခါမှာအကုန်လုံးပြည့်စည်ယူရင်းသွားကြတာပဲဘာမှအနှစ်သာရမရှိဘူးဒါကြောင့်မို့ရှေးဖျားသူတော်ကောင်းဖျားအလောင်းသူတော်ကောင်းများသူတို့စူးစမ်းထားတဲ့ဥစ္စာရဏတွေကိုအသုံးချပြီးနောက်ဆုံးအဲ့ဒီ တာမိဘတွေဆွေမျိုးတွေသူတို့ထက်ကြီးတဲ့ပုဂ္ဂိုလ်တွေကွယ်လွန်သွားတဲ့အခါမှာဥစ္စာဒဏ္ဍာရီအများကြီးခြံထားခဲ့ကြတယ်ကြံရင်ခဲ့ကြတာပေါ့ခြံထားကြံရင်ခဲ့တဲ့အကြံရင်ခဲ့တဲ့ဥစ္စာဒဏ္ဍာတွေကိုကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်များကဘာတခုမှယူဆောင်မသွားနိုင်ဘူးအဲ့ဒါကိုကြီးပြီးတော့စိတ်ထမသံဝေခလို့ခေါ်တဲ့အမြင်မှန်ထိတ်လန့်မှုဖြစ်ပေါ်လာတယ်။အော်မိဘတွေဘိုးဘွားတွေအပင်ပန်း ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲစုဆောင်ထားတဲ့ဥစ္စာဒဏ္ဍတွေသူတို့ဘဝကူးသွားတဲ့အခါမှာဘာတပြားတစ်ချက်မှယူမသွားနိုင်ပါလားလို့ဒါကိုတွေးပြီးတော့သဘောပေါက်တဲ့အခါမှာဩဥစ္စာဒဏ္ဍဆိုတာအနှိမ့်သာရမရှိပါလားလို့သူတို့သဘောပေါက်လိုက်နောက်တော့အဲ့ဒီအနှိမ့်သာရရှိအောင်ဘာလုပ်သင့်တယ်လဲတွေးတဲ့အခါမှာဩဥစ္စာဒဏ္ဍကနေတဆင်ဒါနဆိုတဲ့ကုသိုလ်ဖြစ်အောင်လုပ်လိုက်ရင် အတာရတောဒနတောသာရန္ဒနံကရောမိအနှစ်သာရမရှိသောဥစ္စာဒနာကနေအနှစ်သာရရှိသောဥစ္စာဒနာဖြစ်အောင်ဘာလုပ်သင့်တယ်လဲစွန့်ကြဲပေးကမ်းလိုက်တဲ့အခါမှာစေတနာပေါ့စေတနာအရင်ထားပြီးလှူဒန်းမှုပြုလိုက်တဲ့အခါမှာအော်ဒီဥစ္စာဒနာတွေကဥစ္စာဒနာကနေတဆင့် စေတနာဥဆောင်တဲ့ကုသတရားတွေဖြစ်လာတဲ့အခါမှာမိမိတို့ဘဝတမိမိတို့ကိုဘဝတလျှောက်လုံးအကူအညီပေးနိုင်တဲ့အနှစ်သာရရှိသောဥစ္စာဒဏဖြစ်သွားတယ်ဘဝတလျှောက်လုံးဆိုတာကမြင့်မောက်ဘဝမှာရောတန်တရားတလျှောက်လုံးမှာပါဒါအကူအညီပေးနိုင်တဲ့အကုသိုလ်ဖြစ်သွားတဲ့အခါမှာအဲ့ဒီကုသိုလ်ကမိမိတို့ရဲ့ အဖော်ကောင်းအဖော်မူမိတ်ကောင်းဆွေကောင်းဖြစ်တော်ပါမိတ္တာတတိသံလို့ဖခင်ကဟောတယ်။အဲဒါကြောင့်မို့အလှရှင်များမိမိတို့အခုဒေါက်တာဘဒ္ဒနရေဝဒဆွေကောင်းသားကဘဝဥစ္စာဒနာရဲ့အနှစ်သာရမရှိပုံကိုနားလည်သဘောပေါက်ပြီးတော့ဩအနှစ်သာရရှိတဲ့ကုသူတရားနဲ့လဲလှယ်လိုက်ခြင်းဖြစ်ပါလေဖလှယ်လိုက်တာပေါ့အနှစ်အနှစ်မဲ့ကနေအနှစ်ရှိအောင်ဖလှယ်လိုက်တယ်ဆိုတော့ အနှိမ့်မဲ့ကိုအနည်းနဲ့ချိန်နိုင်တယ်သူကအဲလိုချိန်နိုင်မှမိမိတို့ဘဝတခြားလို့အတွက်အထောက်ပံ့ဖြစ်စီမှာဖြစ်ပါတယ်ဒါဥစ္စာဒနာတခါအသက်ခန္ဓာဒီအသက်ဆိုတာအမှားတော့အသက်ဆိုတာကနံတရားကို ပြောခြင်းပဲဖြစ်ပါတယ်အဲဒီနံတရားလည်းပဲအခြေတန်ရင်ဒီနံတရားပျက်စီးသွားတဲ့အခါမှာနံပျက်စီးတဲ့အတွက်ကြောင့်ရုပ်ပါလိုက်ပြီးတော့ပျက်စီးရတယ်ဘယ်အရာမှမမြဲဘူး မမြဲတဲ့အတွက်ကြောင့်ရှိနေတဲ့နံတရားလည်းပဲမမြဲခြင်းသဘောရှိတယ်။အဲ့နံတရားလည်းကုသိုလ်ဖြစ်အောင်လုပ်ယူရမှာဖြစ်ပါတယ်။နံတရားလည်းကုသိုလ်ဖြစ်အောင်လုပ်ယူရမှာ။မိမိတို့ရရှိထားတဲ့ဒီယုတ်နံခန္ဓာဒီယုတ်နံခန္ဓာလည်းမမြဲဘူးနံတရားလည်းမမြဲဘူး။ယုတ်နံခန္ဓာယုတ်ခန္ဓာကသီလနဲ့ဘုန်းကြီးတို့တွေမြဲအောင် ကိုယ်ပိုင်ပြည့်စုံဖြစ်အောင်ဒီယုတ်ခန္ဓာကြီးကိုသီလထိမ့်မယ်စောက်ထိမ့်မယ်သီလထိမ့်လိုက်တဲ့အတွက်ကြောင့်မမြဲတဲ့ယုတ်ခန္ဓာကနေအနှစ်သာရအနှစ်သာရမရှိသောယုတ်ခန္ဓာကနေအနှစ်သာရရှိသောသီလကိုရယူနိုင်တယ်ဆိုရင်အော်အဲ့ဒါအနှစ်သာရရှိတဲ့ပြည့်စုံကိုမိမိတို့ကထိမ့်သိမ်းစောက်ရှောက်နိုင်ခြင်းပါပဲဟောအသက်လည်းအသက်လည်းဒီတိုင်ပဲအသက်လည်းမမြဲဘူးဘယ်သူကမှမမြဲဘူးအခြေတန်ပြက်ရအဲမမြဲတဲ့အသက်ကို အနှစ်သာရရှိအောင်ဘာနဲ့လုပ်မလဲဘာဝနာဆိုတဲ့သမထဘာဝနာဝိပဿနာဘာဝနာဘာဝနာပွားများခြင်းဖြင့်ဩအနှစ်သာရရှိအောင်လုပ်ကြရမှာဖြစ်ပါလေချုပ်လိုက်တော့ခါမှာဩဥစ္စာဒနာလည်းမမြဲဘူးအကုသိုလ်ပြုလုပ်လိုက်ရင်ဒါနဖြစ်အောင်လုပ်လိုက်ရင်ဒါအနှစ်သာရရှိသွားတဲ့ဥစ္စာဒနာဖြစ်သွားတယ်ဩဒီခန္ဓာလည်းမမြဲဘူးအတိလောက်ထိမ့်လိုက်ရင် အနှစ်ရှိတဲ့ခန္ဓာကိုယ်ကြီးဖြစ်သွားတယ်အသက်ဝိညာဉ်လည်းပဲမမြဲဘူးတစ်ချိန်တည်းပြည့်မယ်အဲ့ဒါကိုသမထဝိပဿနာဘာဝနာတွင်နဲ့ဘာဝနာတွေကိုပွားပွားများလိုက်မယ်ဆိုရင်ဟောအနှစ်သာရရှိတဲ့အသက်ဝိညာဉ်ဖြစ်သွားတယ်ဒါတော့ဒီအနှစ်သာရ၃မျိုးဖြင့်မိမိတို့ဘဝကိုအလှဆင်းပြီးတန်တရာခီးသွားရင်အော် အထက်တန်းစားဘဝကနေသွားကြရမှာဖြစ်ပါတယ်အဲ့တော့အထက်တန်းစားဘဝကိုရောက်စေနိုင်တဲ့ဒါနရဲ့သီလရဲ့ဘာဝနာရဲ့ဒါလေးတွေကိုတွေကိုမိမိတို့ကနှိမ့်စင်အမြဲဆိုသလိုအဲ့ဒီအရာသုံးတန်ဖိုးရှိတဲ့အလှဆင်စရာပစ္စည်းသုံးမျိုးဖြင့်ဘဝကိုနှိမ့်စင်နှိမ့်စင်အလှဆင်ရမှာဖြစ်ပါတယ်အဲ့လိုနှိမ့်စင်နှိမ့်စင်အလှဆင်နိုင်မှုအတွက်ဟောလူအပ်တာကတတ်တာ တတတတရားလို့တယ်ဒါကြောင့်ပဋ္ဌံပါဠိတော်မှာသတ္တံဥပနိစ္စာယဒါနံဒီတိသီလံသမာဓိယတိဥပောတ္ထကမ္မံကရောတိဘာဝနာဘာဝီတိတရားတရားမှမရှိရင်ဒါနလည်းမလွတ်နိုင်ဘူးသီလလည်းမထိန်နိုင်ဘူးဘာဝနာလည်းပဲမပွားနိုင်ဘူးဒါကြောင့်မို့တရားဆိုတဲ့လက်ဘုရားကတရားကိုလက်နဲ့ဥပမာပေးထားတယ်တရားတရား တဏ္ဍတရားဆိုတာဘာကိုပြောတာလဲဆိုရင်မိမိလုပ်တဲ့အလုပ်ရဲ့အကောင်းအဆိုးအကျိုးပေးတာကိုလက်ခံတယ်။ကောင်းတာကိုလုပ်ရင်ကောင်းကျိုးရမယ်။ဆိုးတာကိုလုပ်ရင်ဆိုးကျိုးရမယ်။အဲ့ဒါလိုလက်ခံတဲ့စိတ်ထားကိုတဏ္ဍတရားလို့ခေါ်တယ်။ယနေ့အလူရှင်များကုသကောင်းမှုပြုတယ်။ကုသကောင်းမှုဆိုတာကောင်းသောလှုပ်ဆောင်ချက်ဖြစ်ပါတယ်။ခုနစေရနာကောင်းကိုအရင်ခံပြီးကောင်းသောလှုပ်ဆောင်ချက် ဒီကောင်းသောလှုပ်ဆောင်ချက်ကိုလှုပ်ဆောင်ခြင်းအဖြစ်ဒီလှုပ်ဆောင်ချက်ခေါင်းကနေထုတ်ဖို့ထုတ်ဖို့လာမယ့်အကျိုးတရားကကောင်းသောအကျိုးတရားဖြစ်တယ်လို့အခိုင်အမာလက်ခံတဲ့ယုံကြည်တဲ့အတ္တတရားတရားဒုနိတုစွာပဲမကောင်းသောလှုပ်ဆောင်ချက်ကိုလှုပ်ရင်မိမိဘဝအတွက်ကောင်းကျိုးကိုမဖြစ်စေဘူးဆိုးကျိုးကိုဖြစ်စေပဲဒီလိုလက်ခံတာလည်းပဲတရားတရား ဒါကံကံရဲ့အကျိုးကိုလက်ခံတယ်လို့ခေါ်တယ်ကမ္မတက္ကတဉာဏ်ဆိုတာအဲ့ဒါပြောတာပဲမိမိလုံထားတဲ့ကံကံရဲ့အကျိုးကိုလက်ခံတဲ့အသိတရားစိတ်ဓာစိတ်ထားကိုဒါတဒါတရားလို့ခေါ်တယ်အဲ့ဒီတဒါတရားမရှိရင်ယုံကြည်မှုကိမ့်မဲ့တယ်ဆိုရင်ဩဒီလိုကုသိုလ်မျိုးမလွတ်နိုင်ဘူးဘဝရဲ့အနှစ်သာရဖြစ်တဲ့ကုသိုလ်တရားကိုမရှိဘူးနိုင်ဘူးဒီကုသိုလ်တို့သံသာသနာတော်နဲ့ကြုံကြတဲ့အခိုက်မှာ သာသနာတော်မြတ်ကြီးကိုတတ်နိုင်တဲ့ဘက်ကတတ်နိုင်တဲ့အတိုင်းတအားရထောက်ပံ့ရမယ်ပူဇော်ရမယ်လှူဒန်းရမယ်ဒီလိုထောက်ပံ့လှူလှူဒန်းပူဇော်ခြင်းအပြင်ဟောအကျိုးတရားတွေရလာနိုင်တယ်ဒီလိုလက်ခံတဲ့တရားတရားအခြေခံထားကြလို့ဗုဒ္ဓဘာသာဝင်များမိမိတို့ခက်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 ရှာဖွေစုဆောင်းထားတဲ့ဥစ္စာဒဏ္ဍတွေကိုလှူဒန်းနိုင်ခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဖေယားက တတံဥပနိဒါယဒါနံဒိဋ္ဌိစသည်ဖြင့်ပထမပါဠိတော်မှာဟောကြားခြင်းဖြစ်ပါတယ်အဲသတ္တတရားဆိုတာကုသလအကုသလလို့တော့ခွဲထုတ်လိုက်တဲ့အခါမှာကုသတရားပဲသတ္တတရားကဒါကြောင့်မို့ကုသလဓမ္မောကုသလသဓမ္မသဥပနိဒေယပစ္စယေနပစ္စယောယုံကြည်မှုမှန်ကန်သောယုံကြည်မှုဆိုတဲ့တရားဒီကုသတရားအဲ့ဒီကုသတရားအကြောင်းကနေတဆင်းရှိတဲ့ရှိတဲ့ ဖြစ်စဉ်ဖြစ်ထိုက်တဲ့ဒါနကုသိုလ်လည်းပဲအထုတ်နိုင်တယ်ပြုလို့နိုင်တယ်သီလဘာဝနာပေါ့အဲ့ဒီတရားတွေအာအာလို့ပြုလို့အထုတ်နိုင်တယ်ဟောမိမိရဲ့ဘဝမှာရှိသင့်ရှိထိုက်တဲ့ဒါနတွေရှိအောင်သီလတွေရှိအောင်ဘာဝနာတွေရှိအောင်ကြိုးစားအထုတ်တဲ့ခြင်းစီဘဝကိုအလှပြင်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီဒါနသီလဘာဝနာကမိမိတို့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပုံဖော်ပေးမှဖြစ်ပါတယ်ပုံဖော်ပေးတယ်ဆိုတဲ့နေရာမှာဒီဘဝဒီတဘဝတည်းမကဘူးသူကအဲ့တော့ပဋ္ဌာန်းပါဠိတော်မှာစေတသရတိကဓမ္မစေတသမုဌာနနရူပနာသဟဇာတပိစေယနာပိစေယောလို့ဟောပါစိတ်စေတသိက်ကသူတို့ဖြစ်လာပြီဆိုရင်အစိတ်နဲ့အတူရုပ်ပါလိုက်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့တော့စိတ်ဆိုတဲ့သဘာဝကအကောင်းအဆိုးနှစ်မျိုးရှိတဲ့အတွက်ကြောင့် ကောင်းသောစိတ်ကမိမိတို့ရဲ့နှလုံးသားထဲမှာဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒီစိတ်နဲ့အတူရုပ်တရားလည်းပဲအကောင်းဘက်ကိုဥတည်သွားတယ်။စိတ်ကရုပ်တရားကိုအကောင်းကိုကျေစုပြုတယ်။နောက်တခါအဲ့မကောင်းသောစိတ်ကဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒီမကောင်းသောစိတ်ဖြစ်လာတဲ့အခါမှာစိတ်ကြီးတက်တက်ဖြစ်တာမဟုတ်ဘူး။သူ့နဲ့အတူတကွသူ့ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တရားပဲပါလာတယ်။ဟိုထင်အချင်းရှားဆုံးကတော့ ဒေါသထွက်တဲ့ပုဂ္ဂိုလ်တရားကိုကြည့်ဒေါသအကြီးကျယ်ထွက်လာပြီဆိုရင်ရုပ်တရားမှာတခါတည်းပြောင်းလဲသွားတယ်မျက်နှာတွေหนีရဲပြီးတော့လာဖြစ်ပေါ်လာမျက်လုံးတွေပြူးပြီးတော့လာတကယ်ဒေါသထွက်လာပြီဆိုရင်အော်အဲ့ဒါဒေါသစိတ်ကဒေါသကစိတ်နံတရားအဲ့ဖြစ်ပေါ်တဲ့ဖြစ်ပေါ်နေတဲ့ဒေါသစိတ်တို့နံတရားကသူဖြစ်တာနဲ့သူကြီးတဲ့တဲ့မဟုတ်ဘူးရုပ်ပါလိုက်ပြီးတော့အထောက်ပံ့ပေးတဲ့အတွက်ကြောင့်ဟော ေါသကအယုတ်ဆိုးတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဟောယုတ်ကအယုတ်ဆိုးစေတယ်ယုတ်ကယုတ်ရဲ့ဆင်းရဲဖြစ်သွားတယ်ဒါဒေါမကောင်းတဲ့ဘက်ကအကောင်းတဲ့ဘက်ကကြည့်လိုက်မယ်ဆိုရင်စိတ်ကတအားဝမ်းမြဝမ်းသာကြည်ကြည်နူးနူးရှင်ရှင်ပြပြဖြစ်ပြီဆိုရင်လူတရားမျက်နှာသီးသီးသာသာကြီးပြောင်းလဲသွားတယ်ဒါကြောင့်မို့ရှေးတော့သူတော်ကောင်းများတကယ်တော်တဲ့တောင်တန်းမှာခက်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 ပင်ပင်ပန်းပန်းဟိုစင်စင်ရဲရဲ တရားကျုပ်ကိုအထုတ်ကြပြီမဲ့လို့လက္ခဏာကြီးကသာပင်ပန်းတာဆင်းရဲတာယုတ်ကဟိုယုတ်ကပင်ပန်းပြီမဲ့စိတ်ကပျော်ရွှင်နေတယ်ဓမ္မနဲ့ပျော်ရွှင်နေတယ်ပျော်မွေ့နေတယ်အဲ့ပျော်ရွှင်တဲ့အတွက်ကြောင့်တောတောင်ထဲမှာပင်ပင်ပန်းပန်းခက်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 တရားအထုတ်ပုဂ္ဂိုလ်များယုတ်ခန္ဓာကြီးကပင်ပန်းပြီမဲ့ကိုပင်ပန်းပြီမဲ့လို့ဟိုတရားဓမ္မကကောင်းသောတရားဓမ္မဖြစ်တဲ့အတွက်ကြောင့်သူတို့စိတ်က ပျော်ရွှင်ပြီးတော့နေတယ်ရုပ်တရားကပင်ပန်းပင်မဲ့စိတ်ကပျော်ရွှင်တဲ့အတွက်ကြောင့်ဟောရုပ်တရားကြီးကရုပ်ပြစင်းပြဖြစ်မသွားဘူးစိတ်ဆိုတဲ့ဓမ္မဆိုတဲ့နန္တရားကဖြူစင်သန့်ရှင်းတဲ့အတွက်ကြောင့်သူတို့ရဲ့ရုပ်တရားပါမျက်နှာတွေပါကောလို့ကြည်လင်းပြီးတော့ဝင်းတောင့်နေတယ်ဒါပေမဲ့တရားရတဲ့ပုဂ္ဂိုလ်တွေကသိသားတယ်တရားအထုတ်ပြီးတရားရတဲ့ပုဂ္ဂိုလ်ကသူတို့မျက်နှာအနေထားကသိသိသာသာကြီးဖြစ်သွားတယ် ရှေးတော့ကရဟန်းတော်ကြီးတပါးရဟန်းတပါးပေါ့တရားအထုတ်တယ်တရားအထုတ်နေတဲ့ဆုံးကကြွပြီးတော့အဲ့ဒီနေ့မှာအသူဆုံးအလှရှင်က သမီးကိုပြောလိုက်တယ်သမီးအမင်းနောင်တော်ကြီးနင့်နောင်တော်ကြီးဆုံးကကြွလာမယ်ကြွလာရင်ဟိုမှာကောင်းတဲ့ဟာသူကလှူဖို့ပြောလိုက်တာပေါ့လေဒါဆိုအမေအတွက်ကိုဘာသူသမီးကမေအမေကအတွက်ကဘာစမလဲ 那们那那话他没讲那啥比比，罗拉不不努力，生活那过就出来，哎，就了，哎，那敢呢？哎，这样样的话，样家哦，对吧？这边多大难的，他谁米了？首先恩跑来是搞我，哎，样那个家来的？呃，这卢西啊，谁的呢，都搞难呗，都都啥呢？他没过到，对吧？ 阿康家嘛，下面呢？阿康家，阿尼呢？追世界手段呢？这呢罗？阿这哈没家罗？没皮罗？呜，是罗？双行佩服，对阿有比哒？哎，这趟查来呢？有啥的？对阿皮得？都你得想古哇嘛？设这下阿土，这下阿土阿土，这下压多啊？比嘛？都双行问多啊？你阿那边表现表现来罗？都是美国最美的，最美。 နေအကိုကြီးဆုံးကကြွလာတာကြွလဲအမေသမီးကဘာပြောလဲဆိုတော့အမေအကိုကြီးမျက်နှာကအရင်ရက်တည်းမတူဘူးတဲ့ကြည်ကြည်ဝင်းကြည်လင်းပြီးတော့တောက်ပနေတယ်တဲ့အဲ့လိုပြောတယ်ဒါအရင်အရင်ရက်တွေကလောဘဒေါသစတဲ့ကိလေသာတွေမကင်းသေးတဲ့အတွက်ကြောင့်လောဘဒေါသနဲ့လွှမ်းခြုံထားတဲ့မျက်နှာဖြစ်တဲ့အတွက်ကြောင့် ဟောမကြည်လင်ဘူးပေါ့အဲ့ဒီနေ့ကတရားဒုတရားမြရရရသွားတဲ့အတွက်ကြောင့်ဟောတရားနဲ့ဘဝကိုလှပ်ဆင်လိုက်တဲ့အခါမှာမျက်နှာတွေကတာကိုကြည်လင်တောက်ပပြီးတော့နေတယ်ဒါကြောင့်မို့ဒီနန်တရားဟာသူဖြစ်လာပြီဆိုရင်သူနဲ့တွဲတဲ့ရုပ်ကပါအထောက်အကူပေးတယ်အဲ့ဒါပဋ္ဌံသတ္တိပဲအထောက်အကူပေးတဲ့အတွက်ကြောင့်ရုပ်တရားပါကြည်လင်ပြီးတော့တောက်ပြောင်းဝင်းဝင်းတောက်သွားတာပေါ့အလှရှင်များအလှ ုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာကုသိုလ်ဆိုတဲ့စိတ်သဘာဝတရားကနှလုံးသားထဲမှာစိတ်အစဉ်ထဲမှာဖြစ်ပွားလာပြီးဆိုရင်ဟောအဲ့ဒီကုသိုလ်နဲ့တွဲနေတဲ့ရုပ်တရားလည်းပဲအလိုလိုကြည်လင်းပြီးတော့တောက်ပြောင်းလာတယ်။ဒါစိတ်ကကြည်ရင်လုံရုပ်လည်းကြည်ရဲ့အဲ့ဒါကိုပဋ္ဌာန်းပါဠိတော်မှာစိတ္တသတ္တိကဓမ္မစိတ္တသမုဋ္ဌာနာရူပနာသဟာဇာတပစ္စယေနပစ္စယောလို့ခေါ်တယ်။ဒါတော့ယနေ့အလူရှင်များ လူလူကုသိုလ်ကောင်းမှုပြုလို့ကုသိုလ်တရားဖြင့်အတိတ်သာရရှိသောကုသိုလ်တရားဖြင့်ဘဝကိုအလှဆင်လိုက်တဲ့အခါမှာစိတ်ထဲမှာဒီကုသိုလ်အကြောင်းပြုပြီးနှစ်သက်မှုကြည်နူးမှုဝေါမျှမှုတွေဖြစ်လာမယ်။အဖြစ်ပေါ်လာတဲ့ကြည်နူးမှုဝေါမျှမှုတွေဟာခုနပြောခဲ့တဲ့သန့်ရှင်းကြည်လင်သောကုသိုလ်ကိုအခြေခံပြီးဖြစ်ပေါ်လာတဲ့အတွက်ကြောင့်အဲဒီစိတ်ကနေတဆင့်ရုပ်ဘာအထောက်ပံ့ ပထံပကဒုပနေစရာသတ္တိနဲ့အထောက်ပံ့ပေးမှဖြစ်ပါတယ်အဲဒါလိုအထောက်ပံ့ပေးလိုက်ရင်ဟောရုပ်တရားတွေဟာလည်းအလိုလိုနေပြီးတော့ကြည်လင်သွားမယ်လှပသွားမှာဖြစ်ပါတယ်တန်တရားတလျှောက်လုံးအော်ဒီကုသိုလ်တရားကမိမိတို့ရဲ့ရုပ်တရားတွေကိုအထောက်ပံ့ပေးမှာဖြစ်ပါတယ်အားကြောင့်မို့မိမိတို့ကုသိုလ်ပြုတဲ့အခါမှာတချို့ကကုသိုလ်ကုသိုလ်လို့ပြောတယ်ကုသိုလ်ဆိုတာဘာလဲလို့မေးရင်မပြောတတ်တော့ဘူး ကုစုဆိုတာကမမြင်ရဘူးသူကနံတရားပဲယုတ်တရားနဲ့ဘဝမှာခုနပြောခဲ့တဲ့အတိုင်းယုတ်နဲ့နံနဲ့ပေါင်းစပ်ထားတယ်ယုတ်နဲ့နံနဲ့ပေါင်းစပ်ထားတဲ့အခါမှာကုစုကောင်းမှုပြုတဲ့အခါမှာစိတ်ထမှာကြည်နူးမှုဝမ်းမြောက်မှုဝမ်းသာမှုဖြစ်ပေါ်လာမယ်အဲ့ဒါကုစုပဲကုစုဆိုတာကောင်းသောလှုပ်ဆောင်ချက်လေကုသံဃာရမြကျမ်းကျမ်းမှာဖြင့်ဆံရံဆံရံသာသနာအလုဆောင်ချက်ခေါင်းများကိုလှုပ်ဆောင်နိုင်သာသနာအလုပေါ့ ာသနာအလုပ်ကိုလှုပ်ဆောင်နိုင်ကြပါစေဆိုတဲ့တန်ဃာတော်များရဲ့အကျိုးစီးပွားကို လူလာသောမေတ္တာဓာတ်ဖြင့်ယခုလိုလာရောက်လှူဒန်းလိုက်တဲ့အခါမှာလှူဒန်းပြီးတဲ့အချိန်ခါမှာမလှူမီတွေးလိုက်တဲ့အချိန်ခါလှူဒန်းဆဲအချိန်ခါမှာလှူဒန်းပြီးတဲ့အချိန်ခါမှာဖြစ်ပေါ်နေတဲ့ရရှိလာတဲ့ကုသိုလ်တွေးပြီးစိတ်ထဲမှာအာရမှုကြည်နူးမှုဝမ်းမြောက်မှုတွေဖြစ်လာမယ်အဲ့ဒါလို့ကောင်းသောလှူဆောင်ချက်ကိုလုပ်တဲ့အခါမှာ ရရှိလာတဲ့ဖြစ်ပေါ်လာတဲ့အာရရှင်ပြဝောင်းမြဝန်းသာဖြစ်မှုကိုပဲကုသိုလ်လို့ခေါ်ရတယ်ကုသိုလ်ဆိုတာမမြင်ရဘူးသူကနံတရားကိုအထက်ကိုဒရမရှိဘူးဒရမဲ့သူကကုသိုလ်တရားကနံတရားဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရမှန်းကုသိုလ်ရှိမှန်းဘယ်လိုသိရမလဲဆိုရင်မိမိကိုယ်တိုင်ပြန်တွေးကြည့်ရတယ်ဒါကုလို့ကုသိုလ်လုပ်တယ်ငါစိတ်ထဲမှာဝမ်းမြောက်မှုကြည်နူးမှုဝမ်းသာမှုဖြစ်သလား ဖြစ်တယ်ဆိုရင်ဒါကုသိုလ်ရပြီကိုသိရမယ်ဘေးကပုံကိုထိုင်ပြီးတော့ဒီလူကကုသိုလ်ရလားမရလားမသိနိုင်ဘူးအဲတခုတော့ရှိတယ်ကုသိုလ်ကတအားဖြစ်လာပြီးတော့ခုနစိတ်ကဟိုအလွန်အကဲဝေါမြောင်ကြည်နူးမှုဖြစ်လာရင် မျက်နှာကိုကြည့်လိုက်တဲ့အခါမျက်နှာကြည်သွားတယ်ဩအဲ့ဒါအဲ့လိုမျက်နှာကိုကြည်သွားတယ်ဆိုရင်ဒါကုသိုလ်အရှိန်နဲ့မျက်နှာကြည်သွားတာပဲကုသိုလ်ရလို့မျက်နှာကြည်သွားတာပဲလို့ ်ခံမှန်းလို့တော့ရတယ်အဲဒါပေမဲ့ပဂတိမျက်စလုံးနဲ့ကွက်ကွက်ကွက်မမြင်နိုင်ဘူးအသိစိတ်နဲ့ခံမှန်းပြီးတော့ကြည့်ရတာပဲရှိတယ်ဒါတော့ဒီနေ့အလှရှင်များပြုလို့အားထုတ်တဲ့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးသာသနာဆိုတဲ့အဆုံးအမတရားမပြောက်မကွယ်ပဲနဲ့တည်တံ့ပါစေပြန့်ပွားပါစေဆိုတဲ့သာသနာရဲ့အကျိုးစီးပွားကိုလူလန်းသောစိတ်ထားမတန်မူမြတ်သောစိတ်ထား ဖြင့်ကုသိုလ်ကောင်းမှုပြုလုပ်ကြတယ်ခုနပြောခဲ့တဲ့တရားတရားပေါ့တရားတရားကိုအခြေခံပြီးယခုလိုကုသိုလ်ကောင်းမှုပြုလုပ်အားထုတ်နိုင်လက်တဲ့အတွက်ကြောင့်ဩလှုပ်သိမ့်လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်တယ်ဆိုရင်ရသိမ့်ရထိုက်တဲ့ရလတ်ကိုရတာပဲဒါသဘာဝလှုပ်သိမ့်လှုပ်ထိုက်တဲ့ကုသိုလ်တရားကိုလှုပ်နိုင်လက်တဲ့အတွက်ကြောင့်ရသိမ့်ရထိုက်တဲ့ဩကုသိုလ်တရားတွေရနေတယ် ကုသိုလ်အကုသိုလ်နှစ်ခုအနှစ်ကကုသိုလ်စီဖြူစင်တယ်သန့်ရှင်းတယ်အကျိုးပေးတဲ့အခါမှာလည်းချမ်းသာတဲ့အကျိုးကိုပေးတယ်ဒါသဘာဝတရားတစ်ခုအကုသိုလ်ကမဖြူဘူးညစ်ပေးနေတယ်အကျိုးပေးတဲ့အခါမှာလည်းပဲမသန့်ရှင်းသောအကျိုးကိုပေးရဒါသဘာဝတရားတစ်ခုဒီသဘာဝတရားတစ်ခုကပါဠိလိုပြောရင်တော့ကုသိုလ်ရဲ့အကုသိုလ်ရဲ့ဒီလိုခွဲပြောတာသူတို့ကသဘာဝချင်းမတူဘူး ကုသိုလ်ကကုသိုလ်တလိုင်းသွားတယ်အကုသိုလ်ကအကုသိုလ်တလိုင်းသွားတယ်မပူဘူးသူတို့ဟာဒါကြောင့်ဒီအလွတ်ရှင်များလှုပ်ဆောင်ချက်ကဘာကိုလှုပ်နေတာလဲကုသိုလ်ရအောင်လှုပ်ဆောင်ချက်ဒါကုသိုလ်ရအောင်လှုပ်ဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်တရားတွေရလာရလာတဲ့ကုသိုလ်တရားကခုနဘာအကျိုးကိုရမလဲဆိုရင်အပြစ်ကင်းသန့်ရှင်းသောကောင်းကျိုးကိုပဲရတယ်ဒါကုသိုလ်ရဲ့တဘာဝအဲအကုသိုလ်လုပ်မယ်ဆိုရင် အကုသိုလ်ကအပြစ်ကင်းသန့်ရှင်းသောအကျိုးကိုဘယ်တော့မှမပေးဘူးသူကအကုသိုလ်ကမကောင်းချုပ်ကိုပဲပေးတယ်မရောဘူးเนาะဒီတရားနှစ်ခုကမရောဘူးအကုသိုလ်ကကုသိုလ်သတ္တအကုသိုလ်ကအကုသိုလ်သတ္တတချို့ကဟိုဘုန်းကြီးတို့တော်ရွာတယ်တချို့ဒီဒီတရားဒီမှာဟိုကိုယ်တန်တန်ခတ်တယ်ရှာဖွေးပြီးတော့ကိုစားဖို့အတွက်ရှာဖွေးတာဗောလေသတ်ဖြတ်လို့ရှာဖွေးတယ်အဲပြီးတော့ကြောင်ကိုလာလှူတယ်တချို့ကထင်ကြတယ်အဲ့ 姑娘咱骗，咱骗不了。下边他呢都讲，苏州，姑姑们也屋里听见的。你看咯，么所有都懒得，都懒得多呗。咱片呢开嘛，阿姑多高？咱片呢开嘛，阿公是皮人，呃，皮的。苏州那些皮布烂路，哎，阿公就讲伢来的，挨着皮师傅。苏州呢开嘛，苏州开嘛，阿公都是呢苏的毛布，姑姑都是呢苏的。然后咱片呢开嘛，阿公就皮门。 လှူတဲ့အခိုက်မှာကုသိုလ်ဖြစ်လာတယ်။အဲဒါကိုလည်းပဋ္ဌာန်းပါဠိမှာအတိအလင်းဟောထားတာပဲလေ။အကုသလောဓမ္မောကုသလသာဓမ္မသာဥပါနိဒေယပစ္စယေနပစ္စယောအကုသိုလ်တရားကကုသိုလ်တရားကိုအထောက်ပံ့ပေးတယ်။နောက်တစ်ခါပါဏဟံတဝတ္တပရိက္ခတ္ထာယဒါနံဒီတိသီလံသမာတိယတိစသည်ဖြင့်ပဋ္ဌာန်းမှာလည်းဟောထားတယ်။အကုသိုလ်ကိုဗာနဲ့အပြောင်းပြောင်းလဲရမလဲဆိုကုသိုလ်နဲ့ပြောင်းလဲရမယ်။ အကုသိုလ်လုပ်ပြီးရင်အဲ့ဒီအကုသိုလ်ပေါက်ပြဖို့ပပြဖို့အတွက်အကုသိုလ်အကုသိုလ်ကိုကုသိုလ်နဲ့အစားထိုးရမယ်အကုသိုလ်ကိုကုသိုလ်နဲ့အစားထိုးနိုင်ရင်ဟောအကုသိုလ်အာရော့ပြီးကုသိုလ်တွေဖြစ်ပေါ်လာတယ်အရင်နေ့အလှရှင်များမိမိတို့အခြေခံတရားတရားဆိုတဲ့ကုသိုလ်အခြေခံထားပြီးယနေ့ဖြစ်စဉ်ဖြစ်ထရှိစဉ်ရှိထိုက်တဲ့ကုသိုလ်တရားတွေဖြစ်အောင်ရှိအောင်ကြိုးစားအားထုတ်နိုင်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်တရားကနေ ထုတ်ဖို့ပေးလာမဲ့ကောင်းကျိုးတရားတွေကိုအေကံမှုကြရရှိလာကြမှာဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့လူရှင်များရဲ့နှလုံးသားစိတ်ရှင်တဲ့မှာစီဘူးအထုတ်လို့ရရှိလာတဲ့ကုသိုလ်ရဲ့ဆွမ်းအားကြောင့်လူရှင်ဖြစ်တဲ့ဒေါက်တာဘဒ္ဒနာယေဝဒာနီတကွာဓမ္မမိတ်ဆွေများအားလို့ဒုက္ခတကမဲ့မှာများအားလို့ဘေးရန်ကင်းကွာကိုစိတ်နှပြချမ်းမှချမ်းသာကြစေကုန်သတည်း ကဲရည်စက်ချကြရအောင်ရည်စက်ကံလဲဆိုကြမယ်ဣဒံမီပုံညာနိဗ္ဗာနတပစ္စယောဟောတုယနေ့ယခုဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုပူဇော်ထောက်ပံ့ရသောဤကောင်းမှုကုသိုလ်သည်ဆင်းရဲကင်းကြောင်း 你看，呀呀呀，叫，嘴巴涂的，阿弥叫，阿他阿邦讲，十八岁，伊满部有八讲，打巴打打囊，滴马，伊尼伊古，比比的咩，我得来伊，阿布八讲，阿瓦瓦古。 ကျေးဇူးကြီးမားမိဘဘူပါဆရာသမားများကိုအစထား၍30ပုံသားတရဝများအားအမျှပေးဝေကြပါကုန်၏အာလုံးအမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာ ချမ်းသာကြပါစေအမြဝေကြရအောင်အလုံးကြာကြာသမျှအမြအမြအမြယူရမူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြ Yura mujaba gola tadu 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 alo tajada mya 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 Yura mujaba gola tadu tadu tadu